တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာစွညွန့်ဝေလွိုက်ကော်ရဲ့ကြောက်ခိရုပ်ကျွင်းဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ် ုးထွန်းအောင်တို့အကျော်တဲကလမ်းနယ်နိမိတ်နဲ့လွတ်မလွတ်မတိသေးဘူးဗျလွတ်တီတိုင်စီပင်သားရနယ်နိမိတ်ထဲပါသွားရင်တော့အကျော်ဆိုင်ဆက်ထွက်လို့ရတော့မှာမဟုတ်ဘူးပေါ့စီရဲ့အတန်ဆူးဆူးကိုကြားတော့ဘိုးထွန်းအောင် မျက်မှောင်ကျုပ်ပြီးလှမ်းကြည့်လိုက်တယ်မောင်မင်းကြီးသားကအကျော်တဲတဲတောင်ဝင်ထိုင်နေပြီဘူးတိကျော်တပွဲပေးဗျာလှမ်းအော်လိုက်သေးတယ်ဖောင်းခင်ညွန့်ကတော့သူမာလာသွားမချနိုင်သေးပဲဘလို့ တို့အကြော်တဲ့ထွက်လို့မရတော့ဘူးဟုတ်လားမြက်ကလူးစံပြာနဲ့မေးတယ်ကျွန်တော်ခုပဲမြို့အစည်းအဝေးကပြန်လာတာဒီလမ်းကတက်ကတူကိုသွားတဲ့လမ်းဆိုတော့လမ်းကြောင်းချဲ့ဖို့အစီအစဉ်ရှိတဲ့လမ်းကြောင်းမလွတ်တဲ့အိမ်တွေဆိုင်တွေကလမ်းခင်းရင်ဖယ်ပေးရမှာပဲလေပြီးရင်ခွင့်ပြုချက်မယူဘဲဖွင့်ထားတဲ့ဆိုင်တွေဆိုရင် စီပင်ဥပဒေအရရေးယူလို့ရတယ်လေဘုဒ္ဓဖောက်ခင်ညွန့်က ရင်ဘက်ဖိပြီးဖျားတာတယ် ဘိုးတော်အောင်ကလည်းတော်တော်စိတ်ရှုပ်သွားတယ်။ဘဲနဲ့အိုကြီးအိုမနှစ်ယောက်ရွာထိပ်မှာအကျော်လေးကျော်ရောင်းတာဥပဒေနဲ့ညီဆွန်းတယ်လို့တခါမှမတွေးမိခဲ့ဘူးတာအမှန်။သေတော့မသေးကြသေးပါဘူးဗျာ။သတင်းအစနာကြားရရုံလေးပါ။ဒါပေမဲ့ကိုယ့်ဘက်ကကြိုတိထားတော့လည်းပြင်ဆင်ရင်ရတာပေါ့။တိမ်လဲစိတ်မပူပါနဲ့ကျွန်တော်တယောက်လုံးရှိသားပဲဖွားခင်ညုံကပေါက်စီကိုအာကိုကြီးနဲ့လှမ်းကြည့်တယ် တို့အဖိုးကြီးဖွားကြီးလင်မယားဒီလုံလေးနဲ့ထမင်းနဲ့မှန်ရတာပါမောင်ပေါက်စီရဲ့လုတ်ပါအိုးပေါက်စီကသူ့ကိုအားကိုးတယ်ဆိုတာသိလိုက်ရလို့ကြေကြေနက်နက်ကြီးပြုံးတယ်စိတ်ချသမ်းမှာဖွားခင်ညွန့်ရဲ့ပေါက်စီကူရင်အေးဆေးဖြစ်သွားမှာပါကဲဥဒဏ်ကြီးစီစီဝေးကိစ္စတရင်သွားပို့လိုက်အောင်မယ်အကျော်ဖို့ဘလောက်လဲဗျနေပါစေမောင်ပေါက်စီရဲ့ကိုတူကိုသားစားတာမယူပါဘူးဟဲဟဲဒါဖြင့်သွားပြီနော် ဖောခင်ကျောင်းကပြောင်တလင်းခါနေတဲ့ဘူဒီကျော်ပကန်နဲ့အချင်းရေခွက်ကိုတိမ့်ပြီးဘိုးထွန်းအောင်ကိုလှမ်းပြောတယ်။ကိုကျိုးနေပြီထင်မာရဲ့ကိုထွန်းအောင်ရဲ့ဟာပေါ့စီကျောင်းမတိတာကြလို့ဟုတ်ချင်မှဟုတ်မှာပါ။ဒီကောင်စကားက၃ခွက်တစ်ခွက်တင်ရဲ့တတ်တတ်တို့ဘောလူဘောလူစောလုတ်တာနေမှာတော်ကလေလူတစ်ဖက်သားအကောင်းမြင်နေမရှိဘူးစေတနာနဲ့သတိပေးတာလည်းဖြစ်နိုင်တာပဲ။ဘာပဲဖြစ်ဖြစ်သူ့အားကိုးရမှာပဲ။ ဒီအကြော်တဲလေးမှမထွက်ရရင်တော်နဲ့ကြုတ်ခွက်ဆွဲကြုံရှိတာသိရသားနဲ့ဟောပြောရင်ဆိုရင်မဲမင်းကြီးမာကမျက်ရည်ဝေလာပြီဘိုးထွန်းအောင်မမြင်အောင်ပြုတ်ပြီးမျက်နှာတစ်ဖက်လွှဲစစ်လေးကို တွင်တွင်ဖြွားနေလိုက်တယ်စိတ်ထဲတော့ပေါက်စီကိုတကယ်မချေနှက်ချင်ဘူးဒင်းအကြောင်းဘိုးထွန်းအောင်အတီသားပေါ်ရွာမာသာနေတယ်သူများတကာလို့တောလို့တောင်းလို့လက်ကြောတင်းအောင်လှုပ်ရှားခြင်းနဲ့သူမှမဟုတ်တာ ရဲရီရွာရီလှုပ်တရောင်ရောင်ပါတီနိုင်ငံရေးတဲ့ပါတီအောင်ရောင်နဲ့စတစ်ကောလန်အင်ကြီးဖြူဘတော်မှမချွတ်ပဲတော်ကြာနေမြို့သွားအစည်းဝေးတက်တယ်ပြောလိုက်တော်ကြာဟိုပါတီဒီပါတီကလူတွေနဲ့ရွာတဲ့စီယုံရီဆိုလားတယုံယုံသွားလိုက်လာလိုက်နဲ့အခုတော့ရွာဥက္ကဋ္ဌကိုသာငိမ့်ရဲ့လက်ထောက်ဖြစ်နေလေရဲ့ကိုသာငိမ့်ကဥက္ကဋ္ဌသာဆိုတဲ့ပေါက်စီလောက်လဲလဲဝဲဝဲမရှိလေတော့ရွာမှာပေါက်စီချေပေါက်စီလက်ပဲဆိုကြပါလို့ ကျုပ်တော့တည်ကျင်တာပါပဲကိုထွန်းအောင်ရဲ့ကံစီမန်ရာပေါ့ဟာဒီရွယ်ကြီးကြမှာဒီလောက်ဒုက္ခရောက်ဖို့လည်းမရှိတော့ပါဘူးအေးစေးနေစမ်းမှအမလီနေပါနေပါတသက်လုံးအေးစေးနေတဲ့သူကြီးရေကျုပ်ကတော့ပူရတယ်တော့ပူရတယ်မျက်နာလွှဲထားပေမဲ့ဖွားခင်ညွတ်ရဲ့မျက်စောင်းတွေသူ့စီရောက်နေလောက်ပြီးဆိုတာဘိုးထွန်းအောင်တိလိုက်တယ်လန့်ထက်ချက်မယ်လို့တော့ကြားတယ် ဒါပေမဲ့အဖိုးတို့ကြော်တဲကလမ်းနဲ့ဝေးကြီးပဲဟာမပါတော့ပါဘူးမနှစ်ပိုင်းကျောင်းသွားအကျော်ဝင်စားတဲ့အင်ဂျင်နီယာကျောင်းသားကိုဘိုးထွန်းအောင်ကလမ်းကိစ္စစနီးနာကြည့်တာပါအကျော်တဲနဲ့လွတ်လောက်တယ်ဆိုတဲ့စကားကြတော့ဖွားခင်ညွန့်ကိုလှမ်းကြည့်လိုက်တယ်မဲမင်းကြီးမကတော့စိတ်မအေးနိုင်သေးတဲ့မျက်နှာနဲ့ပြန်ကြည့်တယ်အေးကွာဘာမှမသေးကြသေးတဲ့ကိစ္စကိုမင်းဖွားခင်ညွန့်ကအိမ်မပျော်စမ်းမဝင်တဲ့စိတ်ဒဇဖြစ်နေလေရဲ့ အာမမပူနဲ့ဖွာမြို့မှာဆိုလမ်းဘေးမပြောနဲ့လူသွားပလက်ဖောင်းပေါ်တော့ဈေးတက်ရောင်းနေကြတာအဖွားတို့ကလွတ်လွတ်ကျွတ်ကျွတ်ညောင်မင်းအောက်တဲထိုးရောင်းတာဘသူမှလာမဖယ်နိုင်ဘူးငါမကြီးပြောတာလဲအားရှိပါရဲ့ကွယ်ဒါနဲ့ခွင့်ပြုချက်မရပဲဆိုင်ဖွဲ့ထိုင်းရင်စီဝင်ဥပဒေနဲ့အရေးယူလို့ရတယ်ဆိုလားအင်ဂျင်နီယာကျောင်းသားကအကြော်တောင်ဖြောင်းအောင်မစားနိုင်ပဲဖွားခင်ညွန့်ကိုတနာကိူနာစွာနဲ့လှမ်းကြည့်တယ် အဖွားလူရွာကကြေးရွာအစင်မဲရှိသေးတဲ့ဟာရက်ွက်တွေဘာတွေဖြစ်မှစီပင်သားရနယ်နိမိတ်ထဲပါတာအခုကကိုရွာထိတ်ကိုအကျော်ကျော်ရောင်းတာဘလို့လို့လိုင်စင်တင်လို့ရပါမလဲဥပဒေနဲ့မညှိပါဘူးဗျာမိုးရစေးဝါးတွေရောင်းနေတာမှမဟုတ်ပဲနဲ့ဖွားခင်ညွန့်ကမျက်စိတငယ်နားတငယ်နဲ့ပြောသမျှနားထောင်နေရှာလျေကိုမြေရွယ်ဆိုပေမဲ့ပညာတတ်တက္ကသိုလ်ကျောင်းသားဆိုတော့ကဘဟုတုတပြည့်စုံလီမပေါ် ဗိုးထွန်းအောင်တို့သာဖုန်ကြီးចောင်းစာလောက်နဲ့အတန်းကုန်ခဲ့တာဆိုတော့သူတကာခြောက်သမျှကြောက်ရသူတွေကိုတပင်မပြဲ့ခရင်းမဲ့သူချို့တဲ့ပညာညှိုးမျက်နာနဲ့ယွန့်ရှာလန့်ထိတ်အတန်စိတ်ဤဆိုတဲ့ငငယ်ကအန်ခဲ့ရတယ်ကိုကံပြို့တဲကစာသားတွေနဲ့ဗိုးထွန်းအောင်တို့အဖြစ်ကကွက်တီကျေးဇူးပါပဲမောင်ကြီးရဲ့အဖိုးတို့ကတော့ဒီအကြော်တဲလေးဖယ်ပေးရမှာစိုးတာပါ မောင်ရင်ပြောသလိုဖြစ်ပါစီလို့ပဲဆူတောင်းပါရဲ့အင်ဂျင်နီယာចောင်းသားလေးကအကြော်ဘိုးရှင်းတဲရှည်ရထားတဲ့ဆိုင်ကယ်ကိုစီးပြီးဝူးကနေမောင်းထွက်သွားတယ်ဘိုးထွန်းအောင်စိတ်ကူးတစ်ခုရလိုက်တယ်တစ်ဖက်ရွာမှာနေနေကြတဲ့သူမျိုးတွေကိုလည်းအဲ့ဒီတက္ကသိုလ်ចောင်းသားလေးလိုပညာတတ်ဖြစ်အောင်တွန်းအားပေးရမယ်ဆိုတဲ့အတွေးပါကိုထွန်းအောင်ကြုတ်ပြောနေတာကြားလားဖေမပြရလောက်ဘူးဆိုတာတေချာပါတယ်နော် ယောဟိုကလေးကပညာတတ်ပါလေဟာသူပြောတာအမှန်နဲ့ပိုနီးစက်မပေါ်မင်းပေါ့စီကဗနတန်းအောင်လို့တော့အနူတော့ကလူကြောမှုလူတွင်ကျဲလုံနေတာအိုးတော်လဲနေပြောနောက်ကြီးတဲ့တူတူပြောစမ်းမှာဖောခင်ညုံကဘေဘီဝဲရာကိုအထိတ်တလန့်နဲ့လှမ်းကြည့်တယ်ပြီးတော့မှတကယ်တမ်းဖြစ်လာရင်လဲသူ့ကိုပဲ အားကိုးရမှာတဲ့ရင်မအေးနိုင်သေးတဲ့ပုံစံနဲ့လှမ်းပြောတယ် ဗုဒ္ဓအောင်ကတော့အိုကြီးအိုမနှစ်ယောက်ကိုအေးအေးချမ်းချမ်းမနေနိုင်အောင်လှုပ်သွားတယ်ပေါက်စီဆိုတဲ့အကောင်ကိုစီပူတွေဝေ့နေတဲ့အကြော်တဲတဲ့ပြစ်ထည့်ပြီးပေါက်စီကျော်လှုပ်ပြစ်ချင်တာပါပဲအုတ်ချုပ်သူအနွယ်ဝင်းဆိုရင်စေအိမ်ကောင်းအစ်စ်လောက်လဲကြောက်ရွံ့ညရတဲ့မြမပိသားသူတွေဆိုတော့ဖောက်ခင်ညွန့်ကိုလည်းအပြစ်မဆိုခြင်းတော့ပါဘူးလေဒါပေမဲ့အကြော်တဲရှိလမ်းမပေါ်မှာလမ်းထက်ချဲ့ဖို့လာပြီးတိုင်းတာတဲ့လူတွေရောက်လာတဲ့အခါမှာတော့ ဘိုးထွန်းအောင်လဲရင်တုံပန်းတုံဖြစ်ရပါပြီ။ယူနီဖောင်းဝတ်တွေးနဲ့လဲပါရဲ့တိုက်ပုံအင်ကြီးတွေနဲ့လဲပါရဲ့ဒီတခါတော့ရွာဥက္ကဋ္ဌကိုသားငိမ့်လဲမနေရတော့ဘူးထင်ပါရဲ့လူကြီးတွေဘေးမှာရွရွကလေးရမ်းလို့အဲ့ဒီတဲမှာပြရာအခက်ဆုံးကတော့ပေါက်စီပဲပေါ့ခါတိုင်းစတစ်ကောလန်အင်ကြီးအိတ်ထောင်နဲ့အမြဲထိုးထားတဲ့ဘောပင်နဲ့စာအုပ်တအုပ်ကိုင်းပြီးရေးလိုက်ချွတ်လိုက်လူကြီးတွေဘေးပြေးကတ်လိုက်စကားတွေဝင်ပြောလိုက်နေဆိုတော့ ကိုသားငိမ့်တက်တောင်အေးပါနေသည်ဖွားခင်ညွန့်ကတော့မောင်မင်းကြီးသားတွေကိုစတွေ့ကြတဲ့ကမျက်နာပြင်တစ်ခုလုံးတွေးဆုပ်ဖြူလျော်သွားသလိုပဲကိုထုံးအောင်ကြီးကျုပ်တို့တဲများဖြတ်ပေးရမလားမသိဘူးနော်လုပ်ပါအောင်တုံတုံရင်ရင်နဲ့ပြောနေတဲ့ဖွားခင်ညွန့်ကိုဘိုးထုံးအောင်ကမိုးမပြိုသေးပဲမိုးပြိုခဲ့သည်ရှိတော့လုံမနေဇမ်းမာနဲ့ဟာလမ်းနဲ့အလွတ်ကြီးဟာတို့အကြော်တဲ့ဘသူမှဂယုဆိုင်မှာမဟုတ်ဘူးလို့ ဟန်ကို့ဖို့မန်တုဖို့ပြန်ပြောလိုက်ရတယ်အမှန်ကတော့နှစ်ယောက်ဘဝရဲ့စည်းစာချိန်မှာမပူမပန်ရအောင်ထောက်ပံ့ပေးနေတဲ့ဒီနေရာလေးဖြတ်သိမ်းခံရမှာကိုတော့ဘိုးထွန်းအောင်လဲစိုးရိမ်နာပါပဲတိတ်မကြဘူးလူကြီးတွေလည်းပြန်သွားရောကိုသားငိမ့်နဲ့ပေါက်စီတို့နှစ်ယောက်သားအကြော်တဲကိုဝင်လာကြတာပါပဲအကြော်ရောင်းရရဲ့လားဘိုးထွန်းအောင်ရဲ့ចောင်းသွားចောင်းပြែងငိမ့်လေးအာပြူရောင်းရတာပါဗျာ ဒါနဲ့အခုကလမ်းချဲ့ကြတော့မယ်ထင်ပါရဲ့ဘိုးထွန်းအောင်ကတိကျင်းစိတ်မျိုးသိမ့်မထားနိုင်တော့ပဲမေးချလိုက်တယ်ဘွားခင်ညွန့်ခမရလဲဟိုကအကျော်တော်မမှရသေးဘူးအကျော်ဆုံးပကံကြီးလာချပြီးအနာလာထိုင်မေးပြန်တယ်ထိုဒေလီရောလွတ်ပမလားကွယ်ကိုတာငိမ့်တော့မဖြေရသေးပါဘူးပေါ့စီကမျက်မှောင်ကျုပ်ပြီးစဉ်းစားဟန်နဲ့ဖြေတယ်လွတ်တယ်မလွတ်ဘူးတော့ကံဒီကံမပြောမရဘူးပေါ့လေ ဒါပေမဲ့ကျွန်တော်တို့မျက်နာနဲ့ဆိုတော့လေတက်တက်ညာညာလုတ်ကြမှာပါဟုတ်ဘူးလားဥက္ကဋ္ဌရာကိုသားငိမ့်ကလည်းပေါ့စီအဖုံညှိလိုက်မှ ဟုတ်တာပေါ့ဟုတ်တာပေါ့နဲ့ခေါင်းတဆက်ဆက်ညှိပြီးအကြောပကံကိုလှမ်းနိုင်တယ်ဒီလိုလူစွမ်းလူစနဲလို့လေပေါ့စီကခေါင်းတက်နင်းနေတာလို့ဘိုးထွန်းအောင်အားမလို့အားမရတွေးလိုက်မိတယ်ဒါနဲ့ဒီနေ့ရွာမှာနွေရသည်မိဘကောက်ွယ်ဖို့မိခင်တယ်စောင့်မလို့ဗျဖောက်ခင်ညွန့်လို့လေတက်အားတလောက်ထဲ့ပါဦး ရဲကြီးရွာကြီးပဲမောင်ပေါက်စီရဲ့တို့လည်းထဲ့တာပေါ့ရွတ်ရွတ်ခုနကမှအကျော်ရောင်းမြထားတဲ့ထောင်နဲ့နှစ်ရွက်နဲ့ချွေးကန်ထဲကထောင်နဲ့သုံးရွက်ပေါင်း9000တိတိကိုဖွားခင်ညုံကရဲ့ရဲ့ရော်ရော်ကြီးထုတ်ပေးပြန်တယ်ပေါက်စီကအမြန်လှမ်းယူပြီးအိတ်ထောင်ထဲထည့်တယ်ကိုသားငိမ့်ကတော့အကျော်ငုံစားလိုက်ရင်နွေးပူပူကိုမှုတ်တောက်လိုက်နဲ့သူဘာမှမသိတယ်လို့လုံနေတယ်တွန့်တိုးတယ်မဟုတ်ပင်မဲ့ ဘိုးတော်အောင်စိတ်แท้ကတော့တိတ်မကောင်းဘူးငွေ9000ဟာတနေ့တာစီဘူးနေဘူးခန်းပြီးအကျော်ရောင်းရတဲ့အမျက်ငွေဆိုတာမဲခင်ညော့မတိပဲနေပါမလားဒါပေမဲ့သူ့အကျော်တဲလီပျောက်ပြက်မသွားဘူးအေးပတလိုက်တဲ့သဘောဆိုပါတော့တွင်းရင်တွင်းရင်နဲ့အကျော်ကို အာပါတရစားနေတဲ့ပေါက်စီမျက်နာကိုကြည့်ပြီးဘိုးထွန်းအောင်ယွန်ယွန်းလာတယ်အမိကျက်အမိစားခေါင်းကျက်ခေါင်းစားဆိုတာဒင်းမှဒင်းအစ်စ်ရက်သေးရွာတဲ့အမှုခင်း မှန်သမျှငယ်တဲ့အမှုကြီးကြီးတဲ့အမှုတောက်ကျိုးနေအောင်လုပ်ပြီးငွေဖန်တတ်တဲ့သူမှုအလုံးကဝေဝေရှောင်နေကြတာရွာမှာဘာအလုံးမှပင်ပင်မမမလုပ်ရပဲမိမာကိုရွှေရွှင်ညွတ်အောင်စင်ပေးထားနိုင်တာလေသူတယောက်ရှိတာကို လူကြီးတွေနဲ့ကက်ရက်ပြီးမင်းပါစိုးတွင် ဝင်နေတဲ့သူ ဆိုတော့မပြောရဲကြလို့သာတကယ်ယွန့်ကြောက်ကြောက်စရာကောင်းတဲ့ကောင်စိတ်ရှိလက်ရှိသဏ္ဍာန်သာဆိုရင်ချက်ချင်းပဲပေါက်စီကို အကျော်တဲတဲကနေတောင်မောက်ထုတ်ပစ်ချင်တဲ့အထိဖြစ်လာတယ်။ဘဲနဲ့အိုကြီးအိုမရီစီကတောင် စားရက်ယူရက်တဲ့သူမျိုးမကြုံဘူးပေါ့။အကျော်တဲပါသွားလဲဘာအေးလဲ။ရက်နဲ့ရွာနဲ့နေကြတဲ့ဟာဘသူမှအငတ်ထားမှမဟုတ်တာ။ဖြစ်ချင်ရာ ဖြစ်ဆိုတဲ့အပေါင်မျိုးချိုးပစ်ချင်းလာတယ်။ဒါပေမဲ့ဒါကအတွေ့အဲမှာပါ။ကိုထွန်းအောင်ဒီမှာမောင်ပေါက်စီတို့အတွက်အချင်းကြီးထပ်ဖြည့်ပါဦး။ ဆိုတဲ့အဖွားခင်ညော့စကားအဆုံးမှာတော့ဘိုးထွန်းအောင်ခမရအချင်းကြီးပြေးပြေးပေးရပြန်တာပါပဲနှစ်ယောက်သားစားလို့တောက်လို့ပြီးအကျော်ဘူးရှင်းမယ်လို့တော့လေထုံးစံတိုင်းဖွားခင်ညော့ကအရှင်းမခံပါဘူးအာကိုပါတယ်ပဲတဖွားဖွားပြောနေတော့တာ ပေါစီကလည်းထုံးစံတိုင်းတဟဲဟဲနဲ့ထွက်သွားတာပါပဲအမြင်ကပ်ဖို့ဘလောက်ကောင်းတယ်လဲဆိုတာအဲ့ဒီနေ့တနေ့လုံးဘိုးထွန်းအောင်စိတ်ထဲအလိုမကျနေဘူးဖွားခင်ညော့ကိုပါရောပြီးဒေါသထွက်နေမိတယ် ဒီလောက်ကြောက်ရခေါင်းလားပေါ့ပြီးတော့မှဘာမှဖြစ်ဖြစ်မြောက်မြောက်လုံနိုင်စွမ်းမရှိတဲ့ကိုကိုကိုပါပြန်ဒေါသဖြစ်မိပြန်ရောပောက်ကွဲထွက်လို့မရတဲ့ဒေါသကြောင့်အဲ့ဒီညကထမင်းတော်မစားနိုင်ခဲ့တာအမှန်ဖွားခင်ညုံကစားခိုင်းပေမဲ့ရင်ပြည့်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပဲအိတ်ရတဲ့စောစောဝင်လဲနေလိုက်တယ်ဘဲအိတ်ပြောပါမလဲဟိုတွေးဒီတွေးနဲ့ပူလောင်နေရပြန်ရော မောင်ပေါ့စီ မောင်မင်းကြီးသာတူသောအကျိုးပေးပါစီဗျာလို့သာမြစ်တာပွားနေလိုက်ရတယ်ဖြစ်ရဘုံများကတော့နေကင်းမိုင်းအကျော်တဲ့လူဝင်ပါလာရောညကအေးရပြက်ပြီးခေါင်းနဲ့နောက်ကြည့်ကြည့်ဖြစ်နေတာရောကြောင့်ဘိုးထင်အောင်တဲတဲ့ကဝါးတိုင်လေးမှီပြီးငိုက်ကောင်းနေတော့စိုက်ကယ်ရက်တံကြားလိုက်ရတယ်မျက်စီဖွင့်ကြည့်တော့ခါတိုင်းအကျော်စိုးရင်စားနေကြအင်ဂျင်နီယာចောင်းသားလေးရဲ့ သူ့ရဲ့အသက်ကြီးဟန်တူတဲ့လူရွယ်တယောက်ရဲ့တဲတဲဝင်လာကြတယ်။အဖိုးကထိုင်ရဲ့ငိုက်နေပါလားဗျ။เจ้าသားလေးကရင်းရင်းနီးနီးနဲ့လှမ်းပြောတယ်။ဖွားခင်ညွန့်ကတော့သူ့မှာကပူပင်စရာမှမရှိတာငိုက်နိုင်အိတ်နိုင်တာပေါ့မြေးရဲ့လို့လှမ်းငော့တယ်။ဘိုးထွန်းအောင်တော့တုံ့ပြန်မနေတော့ပါဘူး။လှုပ်ပေးထားလိုက်တယ်။အဖိုးကဘာမြတ်ပူနေလို့လဲဗျ။ပူရပါတော့ကောမြေးရဲ့ ောဒီလမ်းမကြီးချဲ့မဲ့ကြားကလေးကအကျော်လေးလေးမလွတ်မဆိုးပြီးညညာအိတ်မပြောတာကြာပါဘကောကွယ်ဖောင်းခင်ညော့စကားအဆုံးမှာចောင်းသားလေးနဲ့အတူပါလာတဲ့လူရွယ်တို့တယောက်မျက်နှာတယောက်ကြည့်ပြီးပြုံးလိုက်ကြတယ်ပြီးမှကဲအကိုကျွန်တော်မပြောဘူးလားဒီအဖိုးနဲ့အဖွားကတော်တော်လေးကိုစိုးရင်ထိတ်လန့်နေကြတာဆက်ပြောတယ်လူရွယ်ကခေါင်းဆက်ဆက်ညှိပြီးဘိုးတော်အောင်နဲ့ဖောင်းခင်ညော့ကိုပြုံးကြည့်တယ် ပြီးတော့မှပြုံးမပြတ်ဆက်စကားပြောတယ်ဒီလိုဆိုရင်တော့အဲ့ဒီအပူတွေဒီနေ့ကစားပြီးမရှိတော့ဘူးလို့အောက်မေ့လိုက်တော့အဖိုးနဲ့ဖွားကြီးဘာဘလို့အဖိုးကြီးအဖွားကြီးနှစ်ယောက်စလုံးမျက်လုံးတွေပြူးသွားတယ်တလလောက်အိမ်မက်ထဲထိခြောက်ချားနေတဲ့အပူတော့ကကိုမရှိတော့ဘူးအောက်မေ့လိုက်ဆိုတော့ဒီတငယ်နဲ့များလူယောင်ဆောင်ခေါ်လာလေသလားပေါ့ဒီလိုအဖိုးရဲ့ဒီကအကူကမြို့နယ်လန်ဒရာဖွဲ့ကအရာရှိအင်ဂျင်နီယာပါ ဒီလမ်းကိုလည်းဒီကိုပဲဥဆောင်ပြီးချက်ရမှာဟိုနေ့ကကွင်းစင်းတော့ဒီကိုပါလာသေးတယ်လေကျွန်တော်နဲ့ကအိမ်ကြီးချင်းဆိုတော့အဖိုးတို့စိတ်ပူနေမှန်းလဲသိလို့အကြော်ထဲနဲ့လွတ်မလွတ်အခုပဲသွားမေးလာတာအလွတ်ကြီးပါပဲတဲ့ဗျာကျွန်တော်ပြောရင်မယုံပါဆိုးလို့ဒီအကိုကိုအပါခေါ်ခဲ့တာအဖိုးနဲ့ဖွားကြီးဖွားခင်ညွန့်ခမညာမယုံနိုင်သေးတဲ့ပုံနဲ့ရင်ဘက်ကိုဖိတယ်ဘိုးထွန်အောင်လဲကို့အသားကိုပြန်စိတ်ကြည့်မိတာပါပဲအိမ်မမြတ်နေသလားပေါ့ တကယ်ပါဗျာဒီလောက်အရှိတ်ကောင်းတဲ့ညောင်မင်းကြီးကိုလမ်းချဲဖို့တခုတည်းနဲ့ခုတ်ပစ်ဖို့လူကြီးတွေလည်းစဉ်းစားကြမှာပါလမ်းကလည်းကားဆိုင်ကယ်တွေအရှောင်တိန်လွတ်ယုံဘယ်ညာသုံးပေလောက်ပဲထက်ချဲမှာပါအဖိုးတို့ဘာမှမစိုးရိမ်နေနဲ့တော့စိတ်ချလက်ချသာရောင်းဟုတ်ပြီလားအဲနောက်ဘက်လောက်ဆိုလမ်းခင်းအလုံသမားတွေဒီဘက်ထိရောက်လာတော့မှဆိုတော့လေးငါးတဲ့ဖိုးပြီးဇက်တိုက်ကြော်ရောင်းရတော့မှမြေရောင်သေးတယ်ဘိုးထွန်အောင်ဝမ်းတန်လို့လို့ဘာပြန်ပြောရမှန်းမသိဘူး ထိုင်ရမလို့ထရမလို့ဖြစ်နေတယ်။ဖွားခင်ညွန့်လဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုဂါထာရွတ်တလို့ရွတ်နေတယ်။ကဲကျွန်တော်လဲအခုကိုပြန်ပို့လိုက်အောင်မယ်ဗျာ။ဒီညအဖိုးနဲ့ဖွားအေးရွားဝါအိတ်ကြပြီတော့အတင်းတားနေတဲ့ဂျားကအကျော်ဘိုးတွေဇွတ်ရှင်းပြီးကျောင်းသားလေးနဲ့အင်ဂျင်နီယာတို့ထပြန်သွားကြတယ်။ဖះဖះနှကောင်းနှမျက်တွေကဲလို့ဒီလိုစိတ်ကောင်းရှိတဲ့လူငယ်တွေနဲ့ကြုံရတာပါလားလို့ဘိုးထွန်းအောင်အောက်မိလိုက်တယ် ဖွားခင်ညော့ခမရလဲဝမ်းသာရှံလွန်းလို့အခုရက်ဒီခြေမကင်မိလက်မကင်မိဖြစ်နေတော့ဘိုးထွန်းအောင်ဝမ်းသာနေတော့မှာပဲတောက်စီကိုသွားတိရလိုက်မိတယ်ဒင်းမျက်နှာကိုမြင်လိုက်မိတာကအော်နှလုံးနာသွားရတာအမှန်ပဲတွေ့ကြသေးတပါလို့ဘိုးထွန်းအောင်ကြုံဝါထားလိုက်မိတယ်ဝူးစီကြောင့်တော့ဖွားအရင်ကမှားထားတာမရသေးဘူးလားရပါပြီကွယ်ခဏလေးခဏလေးရင်သွေးကြံပေးပါအောင်ဖိုးရီ ကိုထွန်းအောင်ကြားရလားရင်းနှွေးဥတွေတခါတည်းဖြည့်ထားပါဆိုနေဟာဒီမှာလက်ဖက်ချောက်ခတ်နေလို့ပါအင်ဂျင်နီယာလေးပြောသွားသလိုလမ်းအလုပ်သမားတွေရောက်လာပြီးလေးငါးတယ်ဖူပြိုင်မကြော်ရပါပဲခါတိုင်းကတက်တော့ပို့ပြီးရောက်ရတာအမှန်ပဲဘိုးထွန်းအောင်တယောက်ခါတိုင်းလိုနေ့လေနေကင်းအောင်မငတ်ရတော့တဲ့အထီးရှောင်းကောင်းလာကြည်လားဗျအတန်းစူးစူးကြောင့်ကြိလိုက်မိတော့ပေါက်စီပေါ်ခက်တီတီပဲ တဲတဲဝင်းလာတယ်။ဘုရားကျော်လေးတပွဲလောက်ပြိုးနေကင်းဘက်ဆာလာတာနဲ့ဟဲ့ဘိုးထွန်းအောင်မကြားသလိုလှုပ်ပြီးရင်ွေးမိဖို့ကိုမိပြောင်းနဲ့ကုန်းမှုန့်နေတယ်။ဖွားခင်ညွန့်ကအကျော်ပကံကိုစပွဲပေါ်သွားချပေးတယ်။ဒေါင်ကနေတောင်မြည်သွားသည်။ပေါ့စီကအဖိုးကြီးဖွားကြီးအမူအရာပြောင်းနေတာကိုရိပ်မိတဲ့ပုံနဲ့စကားဆတယ်။အကျော်တဲလေးလွတ်အောင်လူကြီးတွေကိုမနဲ့တောင်းပန်ထားရတာဗျ။ဒီတခါတော့ဖိုးထွန်းအောင် မနေနိုင်တော့ဘူး။ အောင်အီးထားရတာကြာလှပြီလေဟုတ်မယ်မထင်ပါဘူးမောင်ပေါက်စီရဲ့လမ်းနဲ့ညောင်ပင်ကအစောကြီးကတည်းကလွတ်ပြီးသားပါလမ်းခင်းတဲ့အင်ဂျင်နီယာကိုယ်တိုင်တို့ကိုလာပြောသွားပါဘကောလားပေါက်စီကစားလက်စားအကျော်ကိုစက်မွားနိုင်တော့တဲ့ပုံစံဖြစ်သွားတယ်ဖွားခင်ညွန့်က အားနာတဲ့မျက်နှာနဲ့ဘိုးထွန်အောင်ကို အရေးကဲပြပေမဲ့မရတော့ဘူးအချိန်ရနေပြီလေမင်းလည်းအစောကြီးကတည်းကတီးပြီးသားနေမှာပါ ဒါနဲ့တော့အိုကြီးအိုမတွေအိတ်မပြောစားမဝင်ဖြစ်အောင်မင်းမို့ချိမ့်ချောက်ရက်ပလီတယ်အေးလေတို့ကလည်းတောသားလူအိုတွေဆိုတော့မင်းချောက်သမျှကြောက်ရတဲ့ဘဝမဟုတ်လားကွယ်ဟုတ်အေးလေဟုတ်ပါဘူးဗျာဒါကဒီလိုအဲပေါ့စီအကြော်တောင်ဆက်မစားနိုင်တော့ဘူးအကြော်ဘိုးပစံကိုစပွဲပေါ်တင်ပြီးတန်းလစ်ပြေးတော့တာပဲဒီတခါမပေးရင်လည်းမရအရလိုက်တောင်းမယ်လို့ဘိုးထုံးအောင်ဆုံးဖြတ်ပြီးသား တော်ကလည်းတစ်ဖက်သားကိုတိတ်ဆန်းမဲ့ခင်ညွန်းအာနာပါနာဖြစ်နေတဲ့ဘွားခင်ညွန်းကဘိုးထွန်းအောင်ရဲ့လေးတန်းတင်းတင်းကြောင့်စကားမဆက်လိုက်ရတော့ဘူးဒီတော့မှဘိုးထွန်းအောင် အာရပါရပြုံးပစ်လိုက်တယ်ဩမဲမဲမြင်သမျှကြောက်ခဲ့ရတဲ့ကြောက်ခစ်ကြီးကုံသွားပြီးအောက်မေ့ပါတယ်ကြောက်ခစ်ထဲကရုပ်တမာတွေကျွင်းကြံနေသေးပါပဲလားလို့စက်တွေးနေပြီပြန်တယ်ဟုတ်တယ်ပေါက်စီလိုကြောက်ခစ်ရုပ်ကျွင်းတွေ ဘလောက်ထီများကြံ့ရင့်နေကြသေးပါလိမ့် Faces Magazine စက်တင်ဘာ2019ခုနှစ်